ပင်ငယ်ချင်းများအလုံးမဲမင်္ဂလာပါဖူတာအီဘိုင်းရှီကီမှာပြန်လေးကြွဆိုလိုက်ပါတယ်ဒီတစ်ခါအိမ်မှာနန်းကြီးတုတ်လို့စားဖြစ်တာလေးကိုပြန်ပြီးမျှဝေလိုက်ပါတယ်လူတိုင်းအိမ်မှာလိတ်လို့စားလို့ရအောင် ပြန်ပြီးမျှဝေလိုက်ပါတယ်နော်ကျက်သားသုံးနာပါတယ်ကျက်သားကိုမလိုအပ်တဲ့အစီလေးတွေကိုဖယ်ပြီးတော့ခြေနဲ့တေချာပြောင်းတက်စင်ပြီးဆေးလိုက်ပါမယ်နော် အသားနဲ့လေးတွေပြအောင်လို့ရှလကရည်နှင်းနဲ့ပါဆေးလိုက်ပါမယ်။ပြီးရင်ရည်နဲ့တေချာပြအောင်ဆေးလိုက်ပါမယ်နော်။ဒီရင်းနေတဲ့ကိုထည့်ပြီးတော့ပြုတ်ပါမယ်။ဂျင်းจิตွန်ဖြူစားလေးထည့်ပြီးတော့ပြုတ်ထားလိုက်ပါမယ်နော်။ ပဲချက်မုံကိုလည်းနည်းနည်းပြန်လှုပ်လိုက်ပါမယ်။ပို့ပြီးတော့မှုရအောင်လို့လေ။မင်းကြီးတို့မှထစ်စားဖို့ကျုပ်ပြုတ်လေးတွေလည်းလှုပ်ထားပါမယ်။ကျသားကကျက်လာပြီဆိုလို့ရှိရင်တော့ဆဲထားလိုက်ပါမယ်နော်။ကျက်သွန်ကြီးကျက်သွန်ဖြူကိုကြိတ်ထားပါမယ်။ ါကျက်သွန်ပြူချိန်ထားလေးပါပြီးရင်ကျက်သွန်နီပါချိန်ထားပါမယ်ကျက်သွန်ပြူကတော့စီကျက်လုတ်တဲ့ခါနည်းနည်းသုံးမယ်ပေါ့နော်အရင်ဆုံးဒီမှာကျက်သွန်ပြူကိုစီကျက်လေးလုတ်ပါမယ်နန်းကြီးသုတ်တဲ့ခါကျလို့ရှိရင်ထဲဖို့ပေါ့နော်ဆက်နည်းနည်းထဲမယ်ဒီလိုနေထားဆိုလို့ရှိရင်ရပါပြီကျက်သားလေးတွေကအေးလာပြီဆိုလို့ရှိရင်အမွှားလေးလုတ်ထားလိုက်ပါမယ်နော် ပြီးရင်ကြံတဲ့ကျက်သွန်ဖြူကျက်သွန်နေလေးတွေကိုစီတက်ပါမယ်ဆနွေးထည့်မယ်ပြီးရင်အယောင်တင်မုံထည့်ပါမယ်စီကျက်လေးချက်ထားတဲ့ချိန်မှာဒီမှာအယိုးပြုတ်ရည်တွေကိုအယိုးလေးထည့်ပါမယ်เนาะပြီးလို့ရှိရင်ဒီမှာ จิตตามวะလေးတွေကိုထည့်ပြီးရောစီတက်ပါမယ်จิตตนนี่จิตตนမျိုးစီချက်လေးจิตလာတော့มาจิตตาကိုထည့်တာပါเนาะပြီးအရသာအတွက်စအချုံမုံနည်းနည်းထည့်ပါမယ်ဒါကြက်ရိုးပြုတ်ရည်လေးထည့်တာပါเนาะဖုံးလေးအုပ်ပြီးတော့အာစီကျန်း ခြေကြံလေးနည်းနည်းဆိုလို့ရှိရင်တော့ရပါပြီเนาะဒီမှာဟင်းချိုအတွက်ကရေနည်းနည်းထပ်ပြပါမယ်စာချိုမုံနည်းနည်းရေငရုတ်ကောင်းလေးရေထည့်ပြီးတော့ရှိရင်ဒီမှာဟင်းချိုကိုတောက်လို့ရပြီပေါ့เนาะလန်းကြီးကဒီမှာအစင်သင်းပြုတ်ပြီးသားလေးကိုပြန်ပြီးတော့ရင်းနှင်းနဲ့ဖြောလိုက်ရုံပါပဲ။ ပြီးရင်ရေအင်းနဲ့ဒေသပြန်ပြီးတော့ဆေးပါမယ်နော်ပြန်တော့ဒီမှာမုံဖက်လေးကိုရေတရားစစ်ပြီးလို့ရှိရင်တုတ်လို့ရပါပြီ။တပွဲစာလေးတွေရှင်တုတ်မယ်ပေါ့နော်။ပေမုံရယ်ပြီးရင်ခုနကကြော်ထားတဲ့ကြက်သားရယ်စီသေးတွေထည့်မယ်ပေါ့နော်။ စိတ်တုံဖြူစီချက်ရဲ့နနံပင်မြူတီအကြက်မုံစာချုံမုံစိတ်တုံဤစိမ့်လေးလှိထားပါတော့ပြီးရင်ငါးငန့်ပြရည်လေးမိနစ်ထည့်မယ်ပေချေမုံနည်းနည်းထပ်ထည့်တာပါပြီးရင်စီချက်ပြီးထည့်မယ်ပြီးလို့ရှိရင်ဒီမှာတံမြာတိညှစ်ပြီးလို့ရှိရင်တခြားလေးနေဖတ်ပြီးလို့ရှိရင်တော့ စားလို့ရပါပြီအရသာကိုလိုချင်သလိုထပ်ထည့်လို့ရပါတယ်နော်ဒီမှာ లై လို့စစကြည့်ပါအရန်စားလို့ကောင်းပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပြီးတော့ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်